ားလုံးပဲမင်္ဂလာပါရှင် online japan language center ogn စီမှာစတင်ခံပါတင်ဖြစ်ပါတယ်ဒီ video file ကတော့ကျောင်းသားကျောင်းသူများကိုအခန်း36 mini မှတ်စုတင်ပေးမယ် video file ပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်စသတူတူလေ့လာကြည့်အောင်နော်အော် ichiban မဲ့ number 1က i must တွေ့ကြုံသည် re must တွေ့ကြုံသည်ជីခိုနီ i must မတော်တဆမှုနဲ့တွေ့ကြုံသည်ជីခိုနီ i must မတော်တဆမှုနဲ့တွေ့ကြုံသည်နော် ဒီ eye mask ဆန်တဲ့တို့ဒီတုံမိုတာချင်းဒီ eye mask ဆိုတော့တကယ်ချင်းနဲ့တွေ့ပြီပေါ့နော်အတူတူပဲနော်အဲ့ဒီခန်းကြီးရောအတူတူပဲတွေ့ကြုံသည်နေနေလည်းသုံးလို့ရတယ်တွေ့စီနေနေသုံးလို့ရတယ်နောက်တစ်ခုက talking she mask ငွေစုသည် talking she mask ငွေစုသည်အယုံလုံးဆန်တဲ့တို့အတူတူအတန်တွေလိုက်ဆိုပေါ့နော်ပြီးရင်ဆန်တဲ့တို့အတူတူမှတ်နီးလေးနဲ့ကြက်ကြမယ်နော် talking she mask ငွေစုသည် talking ဆိုရင်ငွေစုချင်းပေါ့နော်နောက်တစ်ခုက she chi chi o sungi ma khwana na yo jaw lon thi she chi chi o sungi ma khwana na yo jaw lon thi ရှင်ကိုတုန်နီနားလဲမနားလဲမဆိုရင် နေသားကြသည် အသားကြသည်နားလဲမနေသားကြသည်အသားကြသည်ရှင်ကိုတုန်နီနားလဲမအလုံးမှာနေသားကြသည်အသားကြသည်ရှင်ကိုတုန်နီနားလဲမအလုံးမှာအသားကြသည်နော်ခူစာလီမန်ပုတ်သည်ခူစာလီမန်ပုတ်သည်ခူရမွန်နိုကခူစာလီမန်အတိပုတ်သည်ခူရမွန်နိုကခူစာလီမန်အတိပုတ်သည်ခန်ဒိုခန်ဒိုဂျပန်သားတိုင်းပညာခန်ဒိုခန်ဒိုဂျပန်သားတိုင်းပညာ ဂျူရိုဂျူရိုဂျူရိုအားကစားဂျူရိုဂျူရိုဂျူရိုအားကစားလာရှုလာရှုဆိုရင်ယထာကားချက်ချင်းပေါ့နော်ယထာကားချက်တဲ့ဒီအလူရက်သွားတဲ့အချိန်ကိုပြောတာနော် လာရှုနော်ဒန်ရှာတဲ့အခင်မဆိုရင်လူချက်တဲ့ယထာနဲ့သွားတယ်ပေါ့နော်အဲ့လိုအဓိပ္ပာယ်ဟိုကွာဥချူအာကာတာဥချူအာကာတာခေကူတေးတော့ခေကူတေးတော့မိုင်းရှု အပတ်စဉ်အပတ်တိုင်းမိုင်းဆိုတာက AV ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်တိုင်းပေါ့ shoe ဆိုတာကရက်သက်တစ်ပတ် my shoe အပတ်စဉ်အပတ်တိုင်း my shoe အပတ်စဉ်အပတ်တိုင်း suki ဆိုရင်လာเนาะ my suki လာစဉ်လာတိုင်း my suki လာစဉ်လာတိုင်း my တို့ရှိနှစ်စဉ်နှစ်တိုင်း my တို့ရှိနှစ်စဉ်နှစ်တိုင်း my nan နဲ့တို့ရှိလို့လဲထွက်တယ် nan လို့လဲထွက်တယ်เนาะနှစ်က my nan နှစ်စဉ်နှစ်တိုင်း my nan နှစ်စဉ်နှစ်တိုင်းခုံတော့ကောဒီတလောခုံတော့ကောဒီတလောရတူနောက်ဆုံးမှာအဆုံးမှာ ရတူနောက်ဆုံးမှာအဆုံးမှာခန္ဓာလီအတော်လေးတော်တော်ခန္ဓာလီအတော်လေးတော်တော်နောက်တစ်ခုကခန္ဓာရာစုမဖြစ်မနေခန္ဓာရာစုမဖြစ်မနေဇတိုင်းနီလုံးဝလုံးလုံးဇတိုင်းနီလုံးဝလုံးလုံးတွေ့ကြပါလဲဆိုလို့ရှိရင်ဒီဒီကောင်းတဲ့ဘဲအနေနဲ့သုံးနေပေါ့နော်လုံးဝစူးစမ်းမေပေါ့အဲ့လိုဟာမျိုးเนาะဇတိုင်းနီဆိုရင်လုံးဝလုံးလုံးဇန်းဆန်းကကြတော့ အငင်းပေါ့နော် လုံးဝမစားဘူးလို့ပါတော့နော်ဂျောဇူနီကျွမ်းကျင်စွာဂျောဇူနီကျွမ်းကျင်စွာဒေခီလူဒါကေတက်နိုင်သလားဒေခီလူဒါကေတက်နိုင်သလားလုံးနိုင်သလားပေါ့နော်ဟိုသွန်းသူအများသောအားဖြင့်အကျန်းအားဖြင့်အများစုပေါ့နော်ဒီမှာဆိုရင်အများစုဆိုရင်အငင်းမဟုတ်တဲ့ဝါကြတွေမှာသုံးတယ်လို့ပါတော့အဲ့လိုမျိုးအတိအကျပြောထားပြီးမဲ့ကြောင်းလာတွေကရှုပ်မှဆိုလို့ရှိရင်ဟုတ်တုံးတို့အများစုတို့အကျန်းအားဖြင့်တို့များသောအားဖြင့်တို့အဲ့လိုမျိုးလိမ့်မှတ်ထားလို့ရတယ်နော်ဟုတ်တုံးတို့ များသောအားဖြင့်အကျန်းအားဖြင့်အများစုနောက်တစ်ခုကအိုကျခုဆာမအိုကျခုဆန်ဆိုလို့ရှင်လည်းဧည့်သည်ပဲနော်အိုကျခုဆန်ထည့်ရင်ကြီးတဲ့တုံတုံတော့ဆာမပေါ့နော်အိုကျခုဆာမဆိုရင်ဧည့်သည်အိုကျခုဆာမဆိုရင်ဧည့်သည်နောက်တစ်ခုကဒုက္ခဘေဇနာအထုဖြစ်သောတည်တံ့ဖြစ်သောဒုက္ခဘေဇနာအထုဖြစ်သောတည်တံ့ဖြစ်သောနောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှင် ရှီတဲအီတာရှာယီမတ် ပြုလုပ်နေပါတယ်လှုပ်လျက်ရှိပါတယ်ဆိုတဲ့အထိပဲเนาะရှီတဲအီတာရှာယီမန့်ပြုလုပ်နေပါတယ်ပြုလုပ်လျက်ရှိပါတယ်ဆိုတဲ့အထိပဲเนาะအဲသူကကြာအီတာရှာယီမန့်ဆိုတာက e-mask ရဲ့ယဉ်ကျေးတဲ့အသုံးတော့ပေါ့เนาะဒါပေမဲ့ဗမာပဲအသုံးလဲဆိုလို့ရှိရင်စံတိုးကိုအထက်လူကြီးတွေပေါ့เนาะကိုကမြင့်တင်ပြီးတော့ပြောတဲ့အခါမျိုးတွေမှာအသုံးတယ်เนาะဂျပန်ဆောင်မှာဆိုရင်သူက လူတွေကိုမြင့်တင်ပြီးတော့ကိုယ့်အထက်လူကြီးတို့ကိုယ့်ရဲ့ senior တို့ကိုယ့်ရဲ့ဆရာမတို့ဆက်ဆက်ပြင်းမြင့်တင်ပြီးတော့ပြောချင်တယ်ဆိုရင်သုံးတဲ့အသုံးနှုန်းနဲ့ကိုယ့်ကိုယ်ကိုနှိမ်ချပြီးတော့ပြောတဲ့အသုံးနှုန်းဆိုပြီးနှစ်မျိုးရှိတယ်ပေါ့နော်အဲ့မှာဆိုရင်ဒါကတော့ ita shy man ဆိုတာမြင့်တင်ပြီးပြောတဲ့အသုံးနှုန်းပေါ့နော်ကိုယ့်အထက်လူကြီးတွေကိုယ့် senior တွေအဲ့လိုမျိုးတွေမှာသုံးနေတယ်ပေါ့နော်ဒီတဲ့ ita shy man ဆိုရင်ပြုလုပ်နေပါတယ် she dare imas ပြုလုပ်နေပါတယ်ဆိုတဲ့အထိပဲနော် imas ကတော့ရိုးတဲ့နဲ့ပြောတာ see a ဆိုရင် ရေကူးခြင်း see a ဆိုရင်ရေကူးခြင်း နောက်တော့ခြေကိုင်းမတ်မတူဘူး क्वे ပြတယ်မဟုတ်ပါဘူးဆိုတဲ့ပဲเนาะဒီရဲ့ခြေကိုင်းမတ်အာကိုတော့ကအာဟိုမှာပေါ့မီရာဆန်တော့တက်စကာဆိုဒါကမီရာဆန်ဟာလာမဟုတ်ပါဘူးဤရဲ့ခြေကိုင်းမတ်ဟင်းမဟုတ်ပါဘူးဟင်းမ क्वे နေပါတယ်လွဲနေပါတယ်ပေါ့เนาะအဲ့လိုမျိုးပြောတာเนาะခြေကိုင်းမတ်ဆိုရင်မတူဘူးလို့ क्वे ပြတယ်လို့မဟုတ်ပါဘူးလို့ပြောတာเนาะစကတဲ့ဤရာရှာရွန်ဒက်စ်နဲ့ စကတဲ့အီရရှာယီမတ်ဆိုရင်တော့အသုံးပြုနေပါတယ်ဆိုတဲ့အတိပဲအဲ့ဒါကိုမှဆန်းစဲလို့စကေပြောမှာအီရရှာယီမတ်ကိုမှမှနောက်က on dust တွေပိုင်းနဲ့ပေါင်းပြီးတော့အတူချုပ်အီအီရရှာနောက်ကဒီ e တွေပိုင်းတွေဖြုတ်လိုက်တယ်ပေါ့နော်စကတဲ့အီရရှာ run dust ဆိုပြီး on dust နဲ့ပေါင်းလိုက်တာပေါ့နော်ဒီလိုမျိုးအတူကောက်ချုပ်ပြီးပြောတာမျိုးရှိတယ်ပေါ့နော်အဲရှုပ်သွားအောင်မကြောင်ကြမ်းသွားတယ် အခါ26ကဂရမ်မှာစုကတဲ့အီဒါရှာယီမတ်ကိုမှမစတဲ့လို့စုကတဲ့အီဒါရှာယီမတ်နော်စုကတဲ့အီဒါရှာယီမတ်ဆိုလို့ရှိရင်သုံးနေပါတယ်ပေါ့နော်အဲ့တော့မှစန်စတိုကအသုံးပြနေပါတယ်လို့ပြောချင်လို့ရှင်တကယ်ဆိုရင်တော့ဒီမှာအီရနေပြီးတော့မှစန်စတိုစုကတဲ့အီရရှာဦးဝနေပြီးတော့ on desk ပေါ့နော်စုကတဲ့အီရရှာ on desk အဲ့လိုမျိုးဖြစ်ရမှာဒါပေမဲ့အဲ့ဒီဥနေရမှာစန်စတိုလူဆိုပြီးတော့ထည့်ပြီးတော့ဒီလိုမျိုးသုံးနေစကားပြောပုံစံလေးရှိတယ်ပေါ့နော်ဒီလိုမျိုးစန်စတိုစကားပြောမှာဒီလိုမျိုးပြဒီ ဥမဟုတ်ဘဲနဲ့ဒီလူပြောင်းပြီးတော့ပြောတာမျိုးရှိတယ်ဗောနော် စကတ်တဲ့အီတာရှာရုဆိုပြီးတော့ပြောတာမျိုးရှိတယ်အဲ့ဒါလေးကတော့ထူးခြားတဲ့အသုံးလုံးလေးမှတ်ထားမယ်ဗောနော်စကတ်တဲ့အီတာရှာရွန်ဒက်ဆိုရင်အသုံးပြုနေပါတယ်စကတ်တဲ့အီတာရှာရွန်ဒက်စ်နဲ့ဆိုအာသုံးနေတယ်နော်ဒါလေးအသုံးပြုနေတာနော်အဲစသဖြင့် confirm လိုက်တာမျိုးဗောနော်အာဒီမှာဆိုရင်တငယ်ချင်းကဒီခဲတံလေးသုံးနေတာမိဒါလေးသုံးနေတာနော်ဆိုပြီးတော့ confirm လိုက်တဲ့သဘောမျိုးတနည်းအားဖြင့်မင်းသုံးနေတာလားဆိုပြီးမေးလိုက်တဲ့သဘောမျိုးဗောနော်ဘာသာပြန်တာတော့ ကိုအဆင်ပြေတယ်လို့ပြန်လို့ရတယ်နော် စကတဲ့အီရာရှာရွန်ဒက်စနဲဆိုရင်မင်းတုံးနေတာနော်ဒါလေးမင်းတုံးနေတာနော်အဲဒါမှမဟုတ်ရင်တုံးနေတာလားအဲ့လိုမျိုးပြန်လိုက်ရတယ်နော်နောက်တစ်ခုကကြပါလဲဆိုလို့ရှင် challenge ကြီးရှိမှာနော် challenge ကြီးဆိုလို့ရှိရင်စိန်ခေါ်ခြင်းဆိုတဲ့အဓိပ္ပာယ်နော်စိန်ခေါ်ခြင်း challenge လုပ်ခြင်းပေါ့နော် challenge ရှိမှဆိုရင်စိန်ခေါ်သည်ခိမိုချီဆိုရင်စိတ်နေစိတ်ထားခိမိုချီဆိုလို့ရှိရင်စိတ်နေစိတ်ထားเนาะခိမိုချီဆိုရင်စိတ်နေစိတ်ထား နောက်တစ်ခုကစိတ်ခံထားချက်ပေါ့နော်။ noli mono ယင်ကိုပြောတာနော်။ noli mat ကစီးတာ mono ဆိုတာပစ္စည်းဆိုတော့စီးတဲ့ပစ္စည်းဆိုတော့ယင်ပေါ့နော်။ seki seki ဆိုတာကဘာလဲဆိုရင်ရာစုကိုပြောတာနော်။ဥပမာ20ရာစုလို့21ရာစုလို့နော်။ seki ဆိုရင်ရာစု။တိုးဆိုရင်ဝေးတော့တိုးခုဆိုတာကစမ်းတော့အဝေးတို့ဝေးกว่าစွာတို့အဲ့လိုထိပဲနော်။တိုးခုဆိုရင် အဝေးတို့ဝေးกว่าစွာတို့နော်။ နောက်တစ်ခုကမဲဆူရာရှိဆိုရင် ရှားပါတော့ထူဆန်းတော့မဲဆူရာရှိဆိုရင်ရှားပါတော့ထူဆန်းတော့နောက်တစ်ခုကခိရှာဆိုတာကဆန်းစလို့ယထာပဲเนาะဒါရင်းနှွေးငွေယထာပေါ့เนาะခိရှာယထာခိရှာယထာနောက်တစ်ခုကအိုးစိန်တော့အိုးစိန်တော့ဆိုရင် လူအများလူများလာတော့ပေါ့เนาะညပြလာတော့ဆိုအထိပဲเนาะဟိုအိုးစိန်တော့ဟိတူဆိုလို့ရှိရင်လူအများကြီးဆိုအထိပဲအိုးစိန်တော့ဆိုရင်ညပြတော့ပေါ့เนาะ โอเซนเนาะဆိုရင်များပြတော့များတော့ဖြစ်တော့โอเซนเนาะဟီတိုဆိုပြီးတော့နေโอเซนเนาะဟီတိုပေါ့เนาะအဲဆိုရင်များပြတော့နောက်တစ်ခါဟာခိုဘီမတ်တဲဆောင်သည်တဲသည်ဟာခိုဘီမတ်တဲဆောင်သည်တဲသည်เนาะနောက်တစ်ခါလီယောရှိမတ်အသုံးပြုသည်လီယောရှိမတ်အသုံးပြုသည်နောက်တစ်ခါဂျီယူနီလွတ်လပ်စွာလွတ်လွတ်လပ်လပ်ဂျီယူနီလွတ်လပ်စွာလွတ်လွတ်လပ်လပ် ဲအဲ့ဒါဆိုလို့ရှိရင်ရမယ်လို့ထင်တယ်နော်ဒီအားလုံးစလုံး40အထိပါတယ်ကဲစမ်းတော့အဲ့ဒါဆိုရင်မှတ်နည်းလေးတွေပြန်ပြီးတော့မှတ်ကြမယ်နော်အာအီမတွေ့ကြုံသည်ဆိုတော့အရင်တော့ကလည်းကြက်ခဲ့ပြီးသားနော်တုံမိုရာချင်းနီအာအီမဆိုရင်တငယ်ချင်းနဲ့တွေ့သည်ပေါ့နော်ဒီမှာဂျီခိုဆိုတော့ accident ဆိုရင်ဂျီခိုနီအာအီမဆိုရင်မတော်တဆမှုနဲ့တွေ့ကြုံသည်နောက်တစ်ခုက choking ရှိမှ choch choch ဆိုတဲ့ကောင်းမလေးက khin ဆိုတဲ့ ရွှေတွေငွေတွေကိုစုတယ်ပတ်စံစုတယ်လို့မှတ်မယ်နော်ချောချောဆိုတဲ့ကောင်မလေးကခင်းဆိုတဲ့ရွှေတွေငွေတွေကိုစုတယ်လို့မှတ်ထားမယ်နောက်တစ်ခုကစုငီးမန့်ဆိုလို့ရှိရင်ကြော်လွန်နေပေါ့နော်စုစုဆိုတဲ့ကောင်မလေးကဘာလဲဆိုရင်ကြော်သွားတယ်ပေါ့ခွန်းနာအိမ်မှာဆိုလို့ရှိရင်နာယီသူချိန်ထားတဲ့အချိန်ကိုကြော်ကြော်သွားတယ်ပေါ့နော်စုစုဆိုတဲ့ကောင်မလေးကအာဘာလဲဒါမှမဟုတ်လို့ရှိရင်အဲစုပြီးတော့တကီကီနဲ့လုံနေလို့ပေါ့နော်အချိန်ကြော်သွားတယ်လို့မှတ်မယ်ဒါမှမဟုတ်လို့ရှိရင်အိမ်မှာရှိအိမ်မှာ အိမ်မှာမွေးထားတယ်ပေါ့နော်ဒီတလိษံလေးတွေကစူပြီးတော့ဥပမာပေါ့နော်အဲဒီမွေးမြူတွေပဲလုပ်တယ်ပဲထားပါတော့ဆန်းစတို့ဝက်ကလေးတွေကြက်ကလေးတွေကစူပြီးတော့တကီကီလုပ်နေတော့အပြင်ထွက်တာမှာကြော်လွန်သွားတယ်ပေါ့ခုနှစ်နာရီအမှဆိုရင်နာရီမှမလို့ရှင်လဲအပြင်ထွက်တာ၈နာရီလို့၈နာရီကိုကြော်လွန်သွားတယ်ပေါ့စူပြီးတော့တကီကီနဲ့လုပ်နေလို့ကြော်သွားတယ်လို့မှတ်မယ် ဆိုပြီးတော့တကီလုံးနေလို့ကြော်သွားတယ်ပေါ့နော်နောက်တစ်ခါနာလဲငါလဲနေသားကြနေပြီပေါ့ငါလဲနေသားကြနေပြီနာလဲနာလဲနေသားကြနေပြီပေါ့ဆန်စတို့ဖန်စကားနဲ့ဆိုရင်ငါဆိုတဲ့ဟာကိုနာဆိုပြီးတော့တုံးတယ်လीအဲ့တော့ဆန်စတို့ငါလဲနေသားကြနေပြီဆိုပြီးတော့မှတ်ထားမယ်နော်နေသားကြနေပြီအသားကြနေပြီနာလဲမှဆိုရင်နေသားကြရတာအခုစားလို့မရတော့ဘူးပုတ်သွားပြီလို့မှတ်မယ်နော်အခုစားလို့မရတော့ပုတ်သွားပြီခုစားလိမ့်မှဆိုရင်ပုတ်တယ်ခုစားလိမ့်မှဆိုရင်ပုတ်တယ် နောက်တစ်ခုကခန်တိုဆိုရင်ခန်တိုဒါလေးကတော့စံသရိုအတန်အတွက်နဲ့ဒီဘက်ကဒီနာမည်နဲ့ကတော့တူတဲ့အတွက်ကြောင့်မလို့မှတ်လို့ရမှာလို့ရှိရင်နော်ခန်တိုဆိုရင်ခန်တိုဂျပန်ဓာတ်တိုင်းပညာဂျူဒိုကတော့စံသရိုအမြဲတမ်းဂျူဒိုဂျူဒိုဆိုပြီးတော့အမြဲတမ်းကြားဖို့တယ်ဆိုတော့ရမှာလို့ထင်နော်ဂျူဒိုဂျူဒိုနော် light shoot light shoot ဆိုတာအင်္ဂလိပ်လိုဒီစလုံးကနေလာတာဗောနော်အော် light shoot ဆိုတာကစံသရိုအဲဒီလူကြက်တဲ့အချိန်ပေါ့နော်အလူရက်သွားတဲ့အချိန်ကိုပြောတာ တို့ကဥချူကတော့ဆန်တို့အခန်း26ကနေပြီးတော့ကြက်ခဲ့တယ်ဆိုတော့ရမယ်လို့ထင်တယ်เนาะဥချူဆိုလို့ရှိရင်ဥချူဆိုတဲ့လူကအာဂတမှာနေတယ်လို့မှတ်ထားလိုက်ရအောင်เนาะဥချူဆိုရင်အာဂတနောက်တစ်ခါချော့ကုချော့ကုဆိုတာကတေးသွားချော့ကုဆိုလို့ရှိရင်တေးသွားအဲ့ဒါလေးကတော့ဆန်စစ်လည်းမမှတ်တော့ဘူးဒီတိုင်းလေးမှတ်ထားမယ်ချော့ကုဆိုရင်တေးသွားနောက်တစ်ခါမိုင်းရှူမိုင်းဆိုတာက အဲ့ဒါကြောင့်ခန်းကြီးလေးနဲ့တွဲပြီးမှတ်လိုက်မယ်နော်။မိုင်းဆိုတော့စံသူတော့ပါလဲဆိုရင်ရက်တက်တပတ်ဒီပါတွေမှာသုံးတာ။အာရက်တက်တပတ်ဒီမှာသုံးတယ်ဆိုပါစေ။မိုင်းဆိုတာကအာယုံကစံသူဒီဖုံးရောက်တော့မိုင်းဆိုတာကစံသူတော့ပါလဲဆိုလို့ရှိရင်အဲဒီ AV ဆိုတဲ့အထိပဲနော်။ shoe ဆိုတာကတော့စံသူတို့ရက်တက်တပတ်ကိုပြောတာနော်။ shoe ဆိုတာရက်တက်တပတ်ဆိုတော့မိုင်း shoe ဆိုလို့ရှိရင်အဲဒီအပတ်တိုင်းပေါ့နော်။အပတ်စဉ်အပတ်တိုင်းအဲ့လိုမျိုးမှတ်မယ်။မိုင်းဆိုတာကစံသူတို့ အာဒီတိုင်းဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ရှူးဆိုရင်ရတ္တပတ်ခန်းကြီးကရှူးလို့ထွက်တယ်အဲ့တော့မိုင်းရှူးဆိုရင်အပတ်စဉ်ဘတ်တိုင်းလာခန်းကြီးကစုကီလို့ထွက်တယ်အဲ့တော့မိုင်းစုကီဆိုရင်လာစဉ်လာတိုင်းနှစ်ခန်းကြီးကဒါဆန်တို့တူရှိလို့လည်းထွက်တယ်နန်းလို့လည်းထွက်တယ်အဲ့တော့မိုင်းတူရှိဆိုရင်နှစ်စဉ်နှစ်တိုင်းမိုင်းနန်းဆိုရင်လည်းနှစ်စဉ်နှစ်တိုင်းရမယ်နော်အဲ့တော့ခိုနိုးဆိုတာကဆန်တို့အရင်တော့ဒီလို့ချက်ခဲ့တယ်နော်ခိုဂေါ်ရိုဆိုတာကဒီအဲ့လိုတခုချင်းစီတော့ဆန်တို့ကမပြောတော့ဘူးပေါ့နော်မှန်နီးမှန်နီးလေးလည်းကြတော့အဲ့တော့ ခိုးနိုးဆိုတာအခုဆိုတော့အဲ့တော့အခုတလောဒီတလောလို့မှတ်ထားမယ်เนาะခိုးနိုးဆိုတော့အခုဆိုပြီးတော့အဲ့ဒီခိုးနိုးဆိုတာဆန်တော့အရင်တော့ဒီတို့ဘာလို့ချက်ခဲ့လဲအဲ့တော့ဒီတလောအခုတလောဒီတလောပေါ့เนาะအဲ့လိုမှတ်ထားမယ်ရတူရသွားတယ်ပေါ့เนาะနောက်ဆုံးမှာတော့ရသွားတယ်လို့မှတ်မယ်ရတူနောက်ဆုံးမှာအဆုံးမှာအခုမှပဲနောက်တော့ခါနာခါနာလာတယ်ပေါ့เนาะတော်တော်လေးခါနာလာတယ်လို့မှတ်မယ်ခါနာလီဆိုလို့ရှိရင်အတော်လေးတော်တော်ပေါ့เนาะပစ္စည်းတွေမလိုက်တာ ခန္ဓာนี่တော်တော်လေးခါနာသွားတယ်လို့မှန်မယ်เนาะခန္ဓာရာစုကကြတော့မဖြစ်မနေခန္ဓာရာစုအာခန္ဓာစုခိတဲ့ကူတာဆိုင်တော့မဖြစ်မနေဆက်ဆက်လာခဲ့ပါဆိုအဲ့ဒီပဲခန္ဓာလာစုဆိုလို့ရှိရင်ခါနာလာတဲ့အတွက်ကြောင့်မလို့မဖြစ်မနေဘာလဲဆိုရင် စေကံကိုသွားရတယ်ပေါ့เนาะအဲ့လိုမှတ်ထားမယ်ခန္ဓာလီဆိုလို့ရှိရင်တော်တော်လေးတော်တော်ခန္ဓာလာစုဆိုရင် မဖြစ်မနေတေချာပါပေါ့เนาะနောက်တစ်ခုကဇတိုင်းနိဇတိုင်းနိဆိုတာကလုံးဝလုံးလုံး ဇတိုင်းနီးဆိုလို့ရှိရင်လုံးဝလုံးလုံး။အော်အဲဒီဘယ်လိုမှတ်မလဲဆိုတော့ဟိုမှာအင်ကြီးပိုင်းထုတ်လို့ရှိရင်ဒီပခုံးနေဇက်တွေကိုတိုင်းဖို့လိုအပ်တယ်ပေါ့နော်။တေးသေးချာချာတေးချာပေါက်တိုင်းဖို့လိုအပ်တယ်ကြက်သွားမှဆိုလို့ကြက်တာတို့ဒီလေမင်းကြီးကြက်တာလေမင်းကြီးခြောင်တာဖြစ်မှဆိုလို့ဇက်နေရာကိုတေးချာပေါက်တိုင်းဖို့လိုအပ်တယ်လို့မှတ်မယ်။ဇက်တိုင်းနီးဆိုရင်လုံးလုံးလုံးဝတေးချာပေါက်နော်ကျင်းတွေပေါ့။ တို့ကဂျောဇူနီရတော့စံစံတွေကိုကျွမ်းကျင်စွာဂျောဇူနိုက်ဆိုပြီးကျွမ်းကျင်စွာဆိုပြီးကြက်ခဲ့ပြီးသားနော်ဒက်ခီမတ်ဆိုရယ်လုံနိုင်နေဆိုပြီးတော့ကြက်ခဲ့ပြီးသားအဲ့တော့ဒါကယ်ဆိုတာကဒါတဲတာအဲ့တော့လုံနိုင်တဲ့လောက်သားလုံနိုင်တဲ့လောက်ဆိုရယ်အထိပဲပေါ့နော် လုံနိုင်တဲ့လောက်လုံးလို့ရတဲ့လောက်ဟိုသွန်းသူဆိုရင်ဟိုသွန်းသူဆိုရလဲဒီကလေးကမှတ်ရခတဲ့ဒီတိုင်းနေပဲစံစံတွေကြက်ထားမယ်နော်ဟိုသွန်းသူအိုကယကူဆန်ဆိုပြီးစံစံတွေအရင်တော့ကြက်ခဲ့တယ်အိုကယကူဆန်ဆိုတာကဧည့်တယ်အိုကယကူဆာမဆိုရင်တော့ဧည့်တယ်တော့ပေါ့နော်ဒါက ပို့ပြီးတော့ရင်ကြီးနေပြောလိုက်တာဗောနော်တုတ်ခုဘဲစွနတုတ်ခုဆိုတာကဆန်ဆယ်တို့အထူးဆိုတဲ့အဓိပ္ပာယ်ရတဲ့ခန်းကြီးလေးနော်ဒီ M4 မှာတင်ရမှာဘဲစွဆိုတာလည်းဒီ M4 မှာမတင်အောင်ပါပဲဘဲစွဆိုတာတတ်တတ်စီခွဲတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့အထူးမို့လို့အထူးဖြစ်တဲ့သူမို့လို့ဒီကောင်းတဲ့ဟာတွေခွဲထားပေးတယ်ဗောအဲအဲ့လိုမှတ်ထားဗောနော်တုတ်ခုဘဲစွနဆိုလို့ရှိရင်အထူးဖြစ်တော့တည်တံ့ဖြစ်တော့เนาะ she dare imagine ဆိုရင် she must ဆိုတာပြုလုပ်တာလေ သူတဲဖောင်ပြောင်းလာတာရှီတဲအီမတ်ဆိုရင်ပြုလုပ်နေပါတယ်ရှီတဲအီတာရှာအီမတ်ဆိုရင်ပြုလုပ်နေပါတယ်နော်ဆွီအဲဆိုတာကရေကူးခြင်းစွတ်စွတ်ဆိုတဲ့ကောင်မလေးကအဲပေါ့နော်အဲဆိုရင်လေနှင်းခံရင်လည်းရေကူးနေတယ်လို့မှတ်မယ်နော်ဆွီအဲဆိုလို့ရတာမဟုတ်လို့စွတ်စွတ်ဆိုကောင်မလေးကအဲအိမ်မှာပေါ့နော်ရေကူးနေတယ်လို့မှတ်မယ်ဆွီအဲဆိုရင်ရေကူးခြင်းချီကိုင်းမဆိုတာတော့အရင်ကလည်းကြက်ခဲ့ပြီးသားနော် နောက်ကစကအိမဆိုရင်အသုံးပြတာစကတဲ့အိမဆိုရင်သုံးနေတယ်ဆိုတဲ့ပဲစကတဲ့အိဒါရှာအိမဆိုရင်လည်းသုံးနေတယ်ဆိုတဲ့ပဲသုံးနေတာနော်လို့ပြောချင်တော့ကဆန်သူတို့ on death ဆိုတဲ့ grammar လေးနဲ့သုံးလိုက်တယ်စကတဲ့အိဒါရှာ run death နဲ့နဲ့ဆိုတာနော်ပေါ့နော်ခါလေးသုံးနေတာနော်ဆိုတဲ့အထိပဲ confirm လိုက်တာမျိုးပေါ့နော်နောက်တစ်ခုက challenge challenge ဆိုတာကဆန်သူတို့ဗာလဲဆိုလို့ရှိရင်အင်္ဂလိပ်အသံတော့ကနေလာတာနော် ch a l e o မမ on bound နဲ့လဲ နောက်က G ဆိုပြီးထည့်လိုက်တယ် GIG GIG လို့မရှိတော့ GIG နဲ့ထည့်လိုက်တယ်နော် challenge ရှိမှဆိုရင်စိန်ခေါ်တယ် challenge လုပ်တယ်နော်ခင်မိုချီကတော့သိမယ်လို့ထင်နော်ခင်မိုချီခီဆိုတာစိတ်တယ်မိုချီမှဆိုတာပိုင်ဆိုင်တာကိုယ့်ရဲ့စိတ်မှာပိုင်ဆိုင်ထားတယ်ဆိုစိတ်ခံစားချက်တွေစိတ်ငြိစိတ်ထားတွေပေါ့နော်နောက်တစ်ခုက노리မတ်ဆိုတာကစီတာမိုနိုဆိုတာပစ္စည်းပေါ့နော်ဆိုတော့ပစ္စည်းရဲ့အရာတွေဆိုစီးတဲ့ပစ္စည်းတွေဆိုယင်နေပေါ့နော် ဆဲခိဆဲခိဆိုရင်ရာစုကိုပြောတာတိုးဤဆိုရင်ဝေးတော့တိုးခုဆိုရင်ဝေးกว่าစွာတို့အဝေးတို့เนาะမဲဇူလာရှိဆိုရင်ရှားပါတော့ဒုဇန်တော့ဟိုမှာမဲဇူဆိုတဲ့ပန်းလေးတွေရှိတယ်เนาะအဲ့တော့မဲဇူပန်းနေရရှိဖို့ကခက်ခဲတယ်ပေါ့မဲဇူပန်းနေရရှိဖို့ကခက်ခဲတယ်လို့မှတ်မယ်မဲဇူလာရှိဆိုရင်ခက်ခဲတော့ခိရှာဆိုလို့ရှိရင်ဟိုမှာဒန်းရှာဆိုရင်ယထာกว่าအဲ့တော့ခိရှာဆိုတာလည်းယထာလို့မှတ်ထားမယ်เนาะခိရှာယထာ โอโออีဆိုလို့ရှင်ဆန်တို့အများပြတော့လीโออีဆိုရင်အများပြတော့ဆိုပြီးတော့ကြက်ထားတယ်အဲ့တော့ဒီမှာโอเซนเนาะโอเซนเนาะဆိုရင်လည်းအများပြတော့เนาะသူကလူတွေဘာတွေများတာမှာအများဆုံးသုံးတယ်နောက်တစ်ခုကဟာခိုဘီမတ်ဟာပြီးတော့ခိုးပြီးတော့တဲဆောင်တယ်လို့မှတ်မယ်ဟာပြီးတော့တခိုးတွေဘာတွေပေါ့เนาะတကားလေးကိုဟာပြီးတော့ပစ္စည်းတွေခိုးပြီးတော့တဲဆောင်တယ်လို့မှတ်မယ်ဟာခိုဘီမတ်တဲဆောင်တယ်ဘယ်ကလီယောရှီမတ်ဆိုရင် အသုံးပြုတယ်လီယောရှီမတ်ဆိုရင်အသုံးပြုတယ်เนาะ လီယောရှိမှဆိုရင်အသုံးပြုတယ်နောက်တစ်ခုကဂျီယူနီဆိုတော့ခဏခဏပါပြီးသားเนาะဂျီယူနီဆိုရင်လွတ်လပ်စွာတို့လွတ်လွတ်လပ်လပ်တို့เนาะကဲအဲ့ဒါဆိုလို့ရှင်တော့ရမယ်လို့ထင်ပါတယ်ကဲအကြောင်းကြောင်းသူများအားလုံးစားလေးလာတာအဆင်ပြေကြပါစေเนาะ